အားလုံးပဲမင်္ဂလာပါစမတ်မြန်မာကနေကြိုဆိုပါရစေ။ဒီကနေ့မှာတော့အိမ်တလုံးကိုဈေးကောင်းကောင်းနဲ့ဘယ်လိုရောင်းမလဲဆိုတဲ့လက်တွေ့သုံးနေတဲ့နီးပြူဟာခုနှစ်ချက်ကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့လက်ရှိစီးပွားရေးအခြေအနေငွေကြေးဖောင်းပွားမှုတွေကြားမှာအိမ်တလုံးကိုဈေးကောင်းရအောင်ဘယ်လိုရောင်းချရမလဲ။ အိမ်ရောင်းချခြင်းနီးပြူဟာအဆင့်80ဆင့်နဲ့တဆင့်ချင်းစီမှာဘလို့အဆင့်ဆင့်ပြင်ဆင်ပြီးဈေးကောင်းကောင်းနဲ့ဘလို့ရောင်းချနိုင်မလဲဆိုတာကိုတဆင့်ချင်းအသေးစိတ်ရှင်းပြဖော်ပြပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်အခုဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုသွားဖို့တိုက်တွန်းပါရစေ။နီးပြူဟာအဆင့်တမရောင်းခင်ပြင်ဆင်ခြင်းပထမဦးဆုံးနီးပြူဟာကမရောင်းခင်ပြင်ဆင်ခြင်းဖြစ်ပါတယ်။အိမ်တလုံးကိုမရောင်းခင်အ ਨੇ ဆုံးအချိန်နှစ်ပတ်ကြိုတင်ယူပြီးပြင်ဆင်ဖို့လိုအပ်ပါတယ်။အိမ်နဲ့ပတ်သက်ပြီးဘာတွေကိုပြင်ဆင်ရမလဲဆိုတော့ နံပါတ်၁အပြင်ပိုင်းပြင်ဆင်ခြင်းခြံစည်းရိုးဝန်ဝိုင်းအတွင်းနဲ့အပြင်ဘက်မှာရှိတဲ့အပင်တွေမြက်တွေကိုရှင်းလင်းမှုပြုလုပ်ထားရပါမယ်။နံပါတ်၂အတွင်းပိုင်းပြင်ဆင်ခြင်းပေးကျန်နေတဲ့နံရံများကိုဆေးကြောလို့ရရင်ဆေးကြောခြင်းဆေးတုပ်ဖို့လိုရင်ဆေးတုပ်ခြင်းမြက်ပတ်နေတဲ့ကြမ်းခင်းများကိုကြမ်းတိုက်ခြင်းပြုလုပ်ခြင်းဖုံမှုတ်တက်နေတဲ့မီလုံးမီးအိမ်များကိုတန်ရှင်းရေးလုပ်ခြင်းအစရှိတဲ့အိမ်အတွင်းပိုင်းတွေကိုပြင်ဆင်မှုပြုလုပ်ခြင်းတွေဖြစ်ပါတယ်။နံပါတ်၃လိုအပ်ချက်များကိုပြင်ဆင်ဖြည့်ဆည်းခြင်း ရေချိုးခန်းအိမ်သာမီးဖို့အစရှိတဲ့နေရာတွေမှာလိုအပ်တာတွေကိုပြင်ဆင်ဖြည့်ဆည်းခြင်းတွေပြုလုပ်ရပါမယ်။နံပါတ်၄အနံ့အသက်ကောင်းအောင်ပြုလုပ်ခြင်းအိမ်တွင်းမှာရှိတဲ့အနံ့ဆိုးများကိုပျောက်ကင်းအောင်တန်ရှင်းရေးပြုလုပ်ခြင်းအိမ်တွင်းလေတန့်စင်အောင်လေဝင်လေထွက်ကောင်းအောင်ပြုလုပ်ခြင်းအမွေးနှံ့တာများဖြင့်အိမ်တွင်းအနံ့အသက်ကောင်းအောင်ပြုလုပ်ခြင်းအစရှိတာတွေကိုပြုလုပ်နိုင်ပါတယ်။ အရေးကြီးဆုံးအချက်ကတော့အိမ်တလုံးရောင်းထွက်ဖို့ဆိုရင်ဝယ်ယူသူတွေအတွက်ပထမဆုံးအမြင်ကအရေးကြီးဆုံးပါဒါကြောင့်မလို့ရောင်းချမဲ့အိမ်ဟာတန်ရှင်းမှုရှိပြီးအနက်အသက်နဲ့လေဝင်လေထွက်ကောင်းအောင်စနစ်တကျပြုပြင်ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။မီးပြူဟာအစ်စ်နဲ့မှန်ကန်သောဈေးနှုန်းသတ်မှတ်ခြင်း ဒုတိယပြူဟာကမှန်ကန်သောဈေးနှုန်းတက်မှတ်ခြင်းဖြစ်ပါတယ်။ကိုရောင်းချရမယ့်အင်ချန်မြေဈေးနှုန်းတက်မှတ်ရမှာမှန်ကန်တင်ညို့သောဈေးနှုန်းတက်မှတ်နိုင်မှုအရေးကြီးပါတယ်။ဘာလို့လဲဆိုတော့တက်မှတ်တဲ့ဈေးနှုန်းကများနေရင်ရောင်းမထွက်နိုင်ဖြစ်တတ်ပြီးနည်းနေရင်လည်းအကျိုးမြတ်ဆုံးရှုံးတတ်ပါတယ်။အဲ့ဒီတော့ကိုရောင်းချခြင်းနဲ့အင်ချန်မြေဈေးနှုန်းကိုမှန်ကန်တဲ့ဈေးနှုန်းဖြစ်အောင်ဘယ်လိုတက်မှတ်မလဲဆိုတဲ့ဈေးနှုန်းတက်မှတ်ရမှာလိုအပ်တဲ့အချက်တွေကိုဖော်ပြပေးသွားပါမယ်။နံပါတ်၁ ိမ်နီးချင်းဈေးနှုန်းများကိုလေ့လာပါမိမိနဲ့မျိုးနဲ့တူရက်ကွက်တူလမ်းတူတဲ့အိမ်ချမ်းမြေတွေရဲ့ဈေးတွေကိုသိအောင်လုပ်ရပါမယ်။ဒါမှသာကိုရောင်းချမဲ့ဈေးနှုန်းတမတ်ဖို့အတွက်ဆက်နမူနာယူနိုင်မှာဖြစ်ပါတယ်။နံပါတ်1အိမ်ရဲ့အခြေအနေကိုထည့်သွင်းစဉ်းစားပါမိမိရဲ့အိမ်ခြေအနေဆိုတာအဟောင်းတွေကိုဘယ်လောက်ပမာဏထိပြုပြင်ရမလဲအစ်စ်တွေကိုဘယ်လောက်ထိထက်ထည့်ရမလဲနောက်ပြီးတော့အိမ်ချမ်းမြေရဲ့တည်နေရာကောင်းမကောင်းအဆရှိတဲ့မိမိအိမ်ရဲ့အခြေအနေတွေကိုထည့်သွင်းစဉ်းစားရပါမယ်။နံပါတ်3 စီးပွားရေးအခြေအနေကိုထည့်သွင်းတွက်ချက်ပါငွေကြေးဖောင်းပွားမှုနှုန်းအခြေအနေအတိုးနှုန်းအခြေအနေအစရှိတဲ့စီးပွားရေးအခြေအနေတွေကိုအင်ချန်မြေဈေးနှုန်းသတ်မှတ်ရာမှာထည့်သွင်းတွက်ချက်ဖို့လိုအပ်ပါတယ်။နံပါတ်၄အထက်အောက်ဈေးနှုန်းသတ်မှတ်ပါအထက်အောက်ဈေးနှုန်းသတ်မှတ်ခြင်းဆိုတာက အများဆုံးဘလောက်အထိလျှော့ရောင်းနိုင်မလဲဘလောက်ထိဈေးတင်ရောင်းမလဲဆိုတဲ့ခံမှန်းဈေးနှုန်းတွေကိုကြိုတင်ခံမှန်းသတ်မှတ်ထားခြင်းဖြစ်ပါတယ်အဓိကကတော့ညှိလို့နိုင်လို့အဆင်ပြေမဲ့ဈေးနှုန်းကိုခြံထားပြီးပိုသတ်မှတ်ထားခြင်းမျိုးဖြစ်ပါတယ်လက်တွေ့ကျကျလှုပ်ဆောင်နိုင်တဲ့အကြံပေးချက်ကတော့ဈေးကွက်ပေါက်ဈေးထက်900ခန်းနှုန်းကနေ1000ခန်းနှုန်းကြားပိုသတ်မှတ်ထားပြီးဝယ်သူကိုဈေးနှုန်းညှိနှိုင်းခွင့်ပေးထားခြင်းမျိုးဖြစ်ပါတယ် နီးဖြူဟာအဆင့်၃ထိရောက်သောနီလမ်းများဖြင့်ကြုံညာပါတတိယမြောက်ဖြူဟာကထိရောက်သောကြုံညာနီလမ်းများဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့စဉ်းစားရမှာကကျွန်တော်တို့မြန်မာနိုင်ငံမှာအိမ်ချမ်းမြေရောင်းချခြင်းကိုကြုံညာဖို့အတွက်ဘယ်နေရာတွေကထိရောက်တယ်လဲဆိုတဲ့အချက်တွေပဲဖြစ်ပါတယ်အခုဆက်လက်ပြီးတော့ထိရောက်သောကြုံညာနီလမ်းများကိုဖော်ပြပေးသွားပါမယ်နံပါတ် အိမ်ချမ်းမြေရောင်းဝယ်ရေး Facebook group များဥပမာပြောရရင် Yangon Property Mandalay Real Estate နဲ့အခြားသောသက်ဆိုင်ရာနယ်မြေဒေသအလိုက်အိမ်ချမ်းမြေနဲ့ပတ်သက်တဲ့ Facebook group များမှာအယောင်းတင်ခြင်း၊ကိုဝယ်ယူမဲ့အိမ်ချမ်းမြေရှာဖွေခြင်းအစရှိတာတွေကိုပြုလုပ်နိုင်ပါတယ်။နံပါတ်1အိမ်ချမ်းမြေ website များ mainrealestate.com house.com.nn အစရှိတဲ့ website platform တွေမှာ အိမ်ချမ်းမြေအယောင်းတင်ခြင်းဝယ်ယူရန်ရှာဖွေခြင်းတွေပြုလုပ်နိုင်ပါတယ်ဒီထက်မကတဲ့အိမ်ချမ်းမြေဝက်ဆိုက်တွေလည်းမြန်မာနိုင်ငံမှာရှိနိုင်ပါသေးတယ်နံပါတ်3လက်ကမ်းကြော်ညာများလက်ကမ်းကြော်ညာများရိုက်နှိပ်ပြီးမိမိရဲ့ဒေတာတွေမှာ ဖြန့်ဝေခြင်းအပြင်လည်းမိမိရဲ့အိမ်ချမ်းမြေကိုကြော်ညာရောင်းချနိုင်ပါတယ်နံပါတ်4အိမ်ချမ်းမြေကုန်တယ်များနဲ့ဆက်သွယ်ခြင်း အိမ်ချမ်းမြေပွဲစားအိမ်ချမ်းမြေအကျိုးတော်ဆောင်အစရှိတဲ့သူများနဲ့ဆက်သွယ်ပြီးတော့ဝယ်လက်ရှာပြီးရောင်းချနိုင်ပါတယ်ဒီနီလန်းကကျွန်တော်တို့မြန်မာနိုင်ငံမှာအသုံးအများဆုံးဖြစ်တဲ့နီလန်းတစ်ခုဖြစ်ပါတယ်နံပါတ်5မိမိရောင်းချမဲ့အိမ်ချမ်းမြေရှိမှာစိုင်းဘုတ်တက်ဆင်ခြင်းအိမ်ချမ်းမြေရောင်းရန်ရှိသည်ဆိုတဲ့စိုင်းဘုတ်ကိုဆက်သွယ်ရန်ဖုန်းနံပါတ်နဲ့တကွမိမိရောင်းချမဲ့အိမ်ချမ်းမြေရဲ့ရှေ့မျက်နှာစာမှာကတ်ထားခြင်းဖြစ်ပါတယ် ဒီနေရာမှာအကြံပေးချင်တာကဘလိုနီလန်းနဲ့ပဲကြီးညာရောင်းချရောင်းချတပ်ပုံကောင်းကောင်းရိုက်ပြီးကြော်ညာတင်ဖို့လိုအပ်တယ်လို့မိမိရောင်းချမဲ့အိမ်ချမ်းမြေရဲ့အချက်လက်အပြည့်အစုံပါဖို့လည်းလိုအပ်ပါတယ်နောက်တစ်ခုအရေးကြီးတာကဆက်သွယ်ရမယ့်ဖုန်းနံပါတ်အစရှိတဲ့မိမိရဲ့အိမ်ချမ်းတွေကိုစိတ်ဝင်စားတဲ့သူတွေအလွယ်တကူဆက်သွယ်လာနိုင်ဖို့အချက်လက်တွေပြည့်ပြည့်စုံစုံထည့်သွင်းဖော်ပြဖို့လိုအပ်ပါတယ်နီးဖြူဟာအဆင့်၄အိမ်ပြတာချင်းနီလန်းများစတုထမြောက်ဖြူဟာက အိမ်ပြတခြင်းနီလန်းဖြစ်ပါတယ်။တရားဝယ်ဖြစ်ဖို့မိမိအိမ်ကိုလိုက်ပြတဲ့နီလန်းကလည်းအရေးကြီးပါတယ်။ဝယ်သူကိုအိမ်ပြတဲ့အခါဘယ်လိုပြတတ်ရမလဲဆိုတာတွေကိုဖော်ပြပေးသွားပါမယ်။နံပါတ်၁အချိန်စရပြုလုပ်ပါမိမိဘယ်အချိန်လိုက်ပြနိုင်မလဲ။လာကြည့်မဲ့သူများနေရင်လည်းဘသူတွေကိုဘယ်အချိန်မှလိုက်ပြမလဲ။အစရှိတဲ့မိမိလိုက်ပြမဲ့အချိန်တွေကိုကြိုတင်သတ်မှတ်အချိန်စရပြုလုပ်ထားဖို့လိုအပ်ပါတယ်။နံပါတ် အိမ်ကိုအသင့်ပြင်ထားပါတန်ရှင်းမှုအလင်းရောင်ကောင်းကောင်းရမှုလေဝင်လေထွက်ကောင်းမွန်မှု အနံ့အသက်ကောင်းမွန်မှုအစရှိတာတွေကိုအမြဲတမ်းအစဉ်သင့်အနေထားဖြစ်အောင်အသင့်ပြင်ထားဖို့လိုအပ်ပါတယ်ဝယ်သူလာမှတန်ရှင်းရေးလုပ်တာ အနံ့ဆိုးကောက်ွယ်ဖို့အတွက်အမွှေးနံ့တာတွေဖျန်းတာတွေကဝယ်သူကိုစိတ်ကတိကအောက်ဖြစ်စေပါတယ်နံပါတ်3မိမိအိမ်ရဲ့အားသာချက်တွေကိုမိမောက်ထိုးပြပါဥပမာပြောရရင် အင်္ဂါဒီနေရာကောင်းမှတရှိခြင်းပစ္စည်းအတစ်တွေထက်ထထားခြင်းအထူးမွန်းမံပြင်ဆင်မှုတွေပြုလုပ်ထားခြင်းအစရှိတဲ့အချက်တွေလိုမိမိအင်္ဂါအာသာချက်တွေရှိထားရင်ဝယ်သူသိအောင်တရားပြပြရမှာဖြစ်ပါတယ်။နံပါတ်၄မိကုံများကိုဖြည့်ဆို့နိုင်ပါစေအချို့ဝယ်သူတွေကတိကျဆက်ဆက်တရားပြီးထိရောက်တဲ့မိကုံကောင်းတွေကိုမေးမြန်းတတ်ကြပါတယ်။ဒါကြောင့်မလို့ရောင်းချသူမိမိအနေနဲ့မိမိရဲ့အိမ်နဲ့ပတ်သက်တဲ့အချက်လက်အလုံးကိုရှင်းရှင်းလင်းလင်းနဲ့တည်တည်ချာချာသိထားဖို့လိုအပ်ပါတယ်။ နံပါတ်5ဝယ်ယူမဲ့သူရဲ့လိုအပ်ချက်ကိုနားထောင်ပါသူတို့ဘာကိုဆိုလိုချင်တာလဲသူတို့ဘာကိုလိုချင်တာလဲဆိုတာတွေကိုသိရှိရအောင်သူတို့ပြောလာတဲ့စကားတွေလိုအပ်ချက်တွေကိုတေချာနားထောင်ဖို့လိုအပ်ပါတယ်ဒါမှသာသူတို့လိုအပ်ချက်နဲ့ကိုက်ညီတဲ့အချက်တွေဖြစ်တဲ့မိမိအိမ်မှာရှိတဲ့အားသာချက်တွေနဲ့မြင်သာအောင်ပြောဆိုပြီးရောင်းချနိုင်မှာဖြစ်ပါတယ်ဒီလိုအိမ်ပြတဲ့ရမှာတတိထားရမှာကအိမ်ပြတဲ့အခါဝယ်ယူသူတဦးလေးကိုပဲပြသဖို့ပါဝယ်ယူသူနှစ်ဦးသုံးဦးပေါင်းပြီး ုပ်စုလိုက်ပြသခြင်းမပြုလုပ်ဖို့ပါတဦးချင်းစီတဖွဲ့ချင်းစီကိုစိတ်ရှိလက်ရှိနဲ့အချိန်ပေးပြီးပြသပေးဖို့လိုအပ်ပါတယ်။နီးပြူဟာအဆင့်၅ညှိနှိုင်းခြင်းနီးလမ်းများပြစ်စမမြောက်ပြူဟာကညှိနှိုင်းခြင်းနီးလမ်းများဖြစ်ပါတယ်ဝေယူသူကကိုယ်အိမ်ချမ်းမြေကိုကြိုက်လို့တကယ်ဝယ်ဖို့ကိုယ့်ကိုဈေးလျှော့ခိုင်းတဲ့အခါဈေးနှုန်းညှိနှိုင်းလာတဲ့အခါဘယ်လိုညှိနှိုင်းရမလဲအစရှိတဲ့အချက်တွေကိုဖော်ပြပေးသွားပါမယ် နံပါတ်1ကြိုတင်ပြင်ဆင်ပါကိုဘလောက်ထိဈေးလျှော့နိုင်မလဲဘယ်ချက်တွေကိုအစားထိုးပြီးဒီဈေးအတိုင်းပဲဆက်ထားမလဲဆိုတာတွေကိုကြိုတင်ပြင်ဆင်ပြီးထားဖို့လိုအပ်ပါတယ်ခုနကဖော်ပြပေးခဲ့သလိုဈေးကွက်ပေါက်ဈေးထက်900ခိုင်နှုန်းကနေ1000ခိုင်နှုန်းကြားမှာဈေးတင်ထားမလားဘလို့လုံးမလဲဆိုတဲ့နည်းလမ်းတွေကိုကြိုတင်ပြင်ဆင်ထားဖို့လိုအပ်ပါတယ်နံပါတ်2 အခြားရောင်းချီနေများကိုဖော်ပြပါဒါကဘာကိုပြောချင်တာလဲဆိုတော့အခြားစိတ်ဝင်စားတဲ့သူရှိကြောင်းကိုပြောပြပြောဆိုဖို့ဖြစ်ပါတယ်။ဘယ်နှယောက်တော့လာကြည့်ပြီးပြီးဈေးဘယ်လောက်နဲ့ဆိုင်ထားတယ်လဲဆိုတာကိုနိုင်ရှင်ဖော်ပြပြောပြတတ်ဖို့လိုအပ်ပါတယ်။ဒီနေရာမှာလိမ့်လေပြောဆိုဖို့မလိုပါဘူး။တကယ်အမှန်တကယ်ရှိတဲ့အချက်တွေကိုပြောဆိုပြသရပါမယ်။နံပါတ်3အစားထိုးအစိုးပြချက်များကိုပေးပါအစားထိုးအချက်များဆိုတာကိုဥပမာပြောရရင်ဈေးလျှော့မဲ့စာပစ္စည်းအဟောင်းများထည့်ပေးခြင်းပြင်ဆင်ဈေးများစိုက်ပေးခြင်း အစရှိတဲ့အစာထိုးချက်များနဲ့တိုင်ပင်ညှိနှိုင်းဆောင်ရွက်နိုင်ပါတယ်။နံပါတ်၄အဆုံးသက်ညှိနှိုင်းမှုကိုတတ်မှတ်ပါကိုကဘယ်ဈေးနောက်ဆုံးထားပြီးရောင်းချနိုင်မလဲဆိုတာကြိုတင်တွေးတောထားပါဒီဈေးထက်တော့ထပ်မလျှော့နိုင်ဘူးဒါနောက်ဆုံးဈေးပဲဆိုတာကိုတတ်မှတ်ထားဖို့လိုအပ်ပါတယ်။ဈေးနှုန်းညှိနှိုင်းခြင်းပြုလုပ်ရမှာအရေးကြီးဆုံးအချက်ကစိတ်ရှိခြင်းပါစိတ်မရှိပဲဈေးလျှော့ပေးခြင်းမပြုလုပ်ဘဲနဲ့စိတ်ရှိလက်ရှိထားပြီးအချိန်ပေးညှိနှိုင်းဆောင်ရွက်ဖို့အရေးကြီးပါတယ်။ နီးပြူဟာအဆင့်6ဥပဒေရေးရာ ပြင်ဆင်မှုများစာထမမြောက်ပြူဟာကတော့ဥပဒေရေးရာပြင်ဆင်မှုများဖြစ်ပါတယ်မိမိရဲ့အိမ်ချမ်းမြေရောင်းချတော့မယ်ဆိုရင်ဥပဒေရေးရာနဲ့ပတ်သက်တဲ့ပြင်ဆင်မှုများပြုလုပ်ထားဖို့မဖြစ်မနေလိုအပ်ပါတယ်ဘလို့ဥပဒေရေးရာစာရွက်စာတမ်းအချက်လက်တွေကိုပြင်ဆင်ရမလဲဆိုတာကိုဖော်ပြပေးပါမယ်နံပါတ်1မြေစည်းမပုံတင်ချက်နံပါတ်2ပိုင်ဆိုင်မှုအထောက်အထားများနံပါတ်3အိမ်ခွန်ကြီးဆောင်ထားကြောင်းအထောက်အထား နံပါတ်၄ကြေးရွာမြေဆိုရင်ကြေးရွာအုပ်ချုပ်ရေးမှူးထောက်ခံချက်နံပါတ်၅ဝယ်ယူသူနှင့်ရောင်းချသူရဲ့မှတ်ပုံတင်ကပ်အစရှိတဲ့တက်ဆိုင်တဲ့လိုအပ်တဲ့စာရွက်စာတမ်းတွေကိုကြိုတင်ပြင်ဆင်ထားဖို့လိုအပ်ပါတယ်အကြံပြုချက်အနေနဲ့ပြောချင်တာကနားလေတက်ကြွတဲ့ဥပဒေပညာရှင်တွေနဲ့တိုင်းပြည်မှာဆွေးနွေးပါစာချုပ်ကိုရောင်းချသူဝယ်ယူသူနှင့်ဦးစလုံးနားလေသဘောပေါက်အောင်သဘောတူညီမှုရရှိပြီးချုပ်ဆိုဖို့လိုအပ်ပါတယ်နိပြူဟာအဆင့်ခွနဲ့ရောင်းချပြီးနောက်လှုပ်ဆောင်ရမယ့်အချက်များ တတမမြောက်နီးပြူဟာကမိမိအိမ်ချမ်းမြေကိုရောင်းချပြီးနောက်ဆက်လက်လှုပ်ဆောင်ရမယ့်အချက်များဖြစ်ပါတယ်။အိမ်ရောင်းချဖို့သဘောတူညီမှုရရှိသွားပြီးရင်ဘာတွေကိုဆက်လက်ပြုလုပ်ဖို့လိုအပ်မလဲဆိုတော့နံပါတ်၁ငွေကြေးလွှဲပြောင်းမှုဒီနေရာမှာငွေသားတိုက်ရိုက်တွဲပြောင်းရယူခြင်းထက်ငွေပမာဏများရင်ဗန်မတစ်စက်ငွေလက်ခံရယူခြင်းကနှစ်ဦးနှစ်ဖက်စလုံးအတွက်ပိုပြီးအဆင်ပြေပါတယ်။ဘာလို့လဲဆိုတော့ငွေတူအစ်စက်ငွေပမာဏပြည့်မပြည့် ငွေကြေးလွှဲပြောင်းမှုမှတ်တမ်းအစရှိတာတွေကိုဘဏ်ကနေစစ်ဆေးပေးခြင်းနဲ့လိုအပ်တဲ့အချက်လက်တွေကိုရယူနိုင်တာကြောင့်ဝယ်ယူသူရောင်းချသူနှစ်ဦးနှစ်ဖက်စလုံးပုံမအဆင်ပြေလွယ်ကူစေပါတယ်အခုခေတ်မှာ Mobile Banking ကနေလည်းမိနစ်ပိုင်းတွင်ငွေအလွှဲပြောင်းလုပ်နိုင်ပါတယ်နံပါတ်1မြေစရင်လွှဲပြောင်းမှုတက်ဆိုင်ရာမျိုးနဲ့မြေစရင်ရုံမှာမြေစရင်လွှဲပြောင်းခြင်းလုပ်ငန်းစဉ်ကိုပြီးမြောက်အောင်တခါတည်းလှုပ်ဆောင်ခြင်းပြုလုပ်ပါ။နံပါတ်3တော့အနှံ့ခြင်းအိမ်တော့ခြံတော့အခန်းတော့ အစရှိတဲ့တော်များအားလုံးကိုဝဲယူသူစီစည်ရင်နဲ့တကွအနံဖို့လိုအပ်ပါတယ်။နံပါတ်၄ဝန်ဆောင်မှုများလွှဲပြောင်းပေးခြင်းလျှက်စစ်မီရေအင်တာနက်အစရှိတဲ့ဝန်ဆောင်မှုများကိုလွှဲပြောင်းပေးအပ်ဖို့လိုအပ်ပါတယ်။နံပါတ်၅အိမ်နဲ့ပတ်သက်တဲ့အချက်အလက်များကိုပေးခြင်းအိမ်နဲ့ပတ်သက်တဲ့အဆောက်အဦပုံများလျှက်စစ်မီတွေ့တန်းပုံများရေပိုက်တွေ့တန်းပုံများတက်ဆိုင်ရာမြို့နယ်ရက်ွက်အလိုက်အရေးပေါ်ဆက်သွယ်ရမည့်ဖုန်းနံပါတ်များအစရှိတဲ့အချက်အလက်တွေကိုရှိရင်ရှိသလောက်ဝယ်ယူသူစီလွှဲပြောင်းပေးအပ်ဖို့လိုအပ်ပါတယ်။ နောက်ဆုံးအစ်စ်အနေနဲ့ဝယ်ယူသူရောင်းချသူနှစ်ဦးနှစ်ဖက်လက်မှတ်ထိုးပြီးတက်ဆိုင်ရာရုံးမှာအယောင်းဝယ်စာချုပ်မှတ်ပုံတင်ဖို့လိုအပ်ပါတယ်။ဒါဆိုရင်တော့အိမ်ရောင်းချခြင်းအတွက်အဓိကနည်းပြဟာခုနှစ်ချက်ကိုအသေးစိတ်ဖော်ပြပေးခဲ့တာဖြစ်တဲ့အတွက်ကြောင့်ရှင်းရှင်းလင်းလင်းနားလည်သိရှိသွားပြီးထင်ပါတယ်။အဲ့ဒီနည်းပြဟာခုနှစ်ချက်ကိုပြန်ချုပ်ကြည့်ရရင်နံပါတ်၁မရောင်းခင်ပြင်ဆင်ခြင်းနံပါတ်၂မှန်ကန်သောဈေးနှုန်းတတ်မှတ်ခြင်းနံပါတ်၃ထိရောက်သော ကြော်ညာနည်းလမ်းများနံပါတ်၄ ိမ်ပြတ်တခြင်းနိလတ်များနံပါတ်5ညှိနှိုင်းခြင်းနိလတ်များနံပါတ်6ဥပဒေရေးရာပြင်ဆင်မှုများနံပါတ်9ရောင်းချပြီးနောက်လုံဆောင်ရမည့်အချက်များအစရှိတဲ့နည်းပြဟာအစစ်အချက်ခုနှစ်ချက်ကိုအသေးစိတ်ဖော်ပြပေးခဲ့တာဖြစ်ပါတယ် ဒီနည်းပြူဟာတွေကိုစနစ်တကျနဲ့တေးချစွာအသုံးချတတ်ရင်တင့်ရဲ့အိမ်ချမ်းမြေကိုဈေးကောင်းကောင်းနဲ့အမြန်ဆုံးရောင်းချနိုင်ပြီးအကျိုးအမြတ်တွေရရှိစေနိုင်မှာဖြစ်တာမလို့တည်တည်ချာချာလေးလိုက်လုပ်ကြည့်ဖို့အကြံပေးပါရစေတကယ်လို့နားမလည်တဲ့အပိုင်းတွေရှိရင်အခုဒီဗီဒီယိုလေးကိုအစအဆုံးနောက်တစ်ခေါက်တေးချာပြန်လည်ကြည့်ရှုဖို့အကြံပေးပါရစေမိမိကြုံတွေ့နေရတဲ့အကြောင်းအရာတွေပဲဖြစ်ဖြစ်နောက်ထပ်သိကျင်တဲ့အကြောင်းအရာတွေပဲဖြစ်ဖြစ်ကိုမတ်မှာရေးသားဖော်ပြနိုင်ပါတယ် ကျွန်တော်တို့စမတ်မြန်မာကနေမကြခင်မှာ real estate investment အင်ချမ်းမြေယင်းနှမြုပ်နှံမှုတင်ဒန်းကိုဖွင့်လှစ်တော့ဖို့ရှိပါတယ်။အဲ့ဒီတင်ဒန်းမှာအင်ချမ်းမြေယင်းနှမြုပ်နှံသူတွေအနေနဲ့အခြေခံကနေစပြီးအောင်မြင်မှုရရှိနိုင်သည့်အထိအင်ချမ်းမြေယင်းနှမြုပ်နှံမှုတွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေအပြည့်စုံနဲ့အသေးစိတ်တွက်ချက်မှုတွေကိုတကယ်လက်တွေ့မှာအသုံးချနိုင်အောင်တည်တည်ချာချာတင်ပြပေးသွားမှာဖြစ်ပါတယ်။စိတ်ဝင်စားပြီးတက်ရောက်ချင်သူတွေအနေနဲ့ comment မှာ real estate investment course ဆိုပြီးရေးသွားပေးကြပါ။တင်ဒန်းစတင်တဲ့အခါပြန်လည်အကြောင်းကြားပေးပါမယ်။ ဒီဗီဒီယိုကတင့်အတွက်အသုံးဝင်တဲ့အကျိုးရှိစေတဲ့ဆိုရင်ကျွန်တော်တို့စမတ်မြန်မာကို like follow subscribe လုပ်သွားပေးကြပါဦးခင်ဗျာအင်ချမ်မီနဲ့ပတ်သက်ပြီးနောက်ထပ်သိချင်တဲ့အကြောင်းအရာတွေရှိတယ်ဆိုရင်ကွန်မန့်မှာရေးသားဖော်ပြပေးသွားကြပါဦးနော်အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြရအောင်ဗျာ